တကယ်လို့တင်ကနေစဉ်နေတိုင်းနင်ကမကောင်းတဲ့လူတစ်ယောက်ပဲဆိုတဲ့စကားမျိုးဒါမှမဟုတ်ဒီလိုမျိုးအိဗယ်စင်တူတဲ့စကလုံးမျိုးကိုအမြင့်တစီကြားနေရမယ်ဆိုရင်တော့နောက်တစ်နေ့လောက်ကြာသွားတဲ့အခါမှာတင်မလို့လူမျိုးဖြစ်သွားလောက်မယ်လို့ထင်ပါတယ်အခုနှစ်ပိုင်းနေမှာလူတွေကြားနေမဲ့ကြီးနေတဲ့စကလုံးတစ်လုံးဖြစ်တဲ့ brain wave ဆိုတဲ့စကလုံးကိုပရိသတ်ကြီးတို့အားလုံးကကြားဝန်မြင်မှုကြပြီးဖြစ်မှာပါစကြဝဠာတစ်ခုလုံးမှာတွေးခေါ်မှုတွေအများကြီးပြုလုပ်နိုင်ပြီးတော့အမျိုးမျိုးသောပစ္စည်းကရိယာတွေကိုတည်ထွင်နိုင်တဲ့ မျိုးနယ်စုဆိုတာကလူသားမျိုးနယ်တစ်ခုပဲရှိတော့မှုတ်ပါလာပြည်သက်များရှင်ဒါမိမေဒီလိုလူသားမျိုးနယ်တွေကဘာလို့များမျိုးနယ်တူတဲ့တခြားလူသားတယောက်စီကနေ brain shock ပြုလို့ချင်းခံနေရတာပါလေ brain shock ဆိုတာကရောလူတယောက်ကိုဘလို့အကျိုးသက်ရောက်စေသလဲလူတယောက်ကိုဘာရီဘလောက်ထိပြောင်းလဲသွားစေနိုင်သလဲဘလောက်ထိအနည်းရှိစေနိုင်သလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ brain shock ဆိုတာကလူအများနားလဲလွယ်အောင်အလွယ်ပြောရမယ်ဆိုရင်တော့ လူတယောက်ရဲ့ယုံကြည်ချက်တွေအယူဆတွေကို brainwash ပြုလုပ်တဲ့သူရဲ့အလိုဆန္ဒအတိုင်းပြောင်းလဲလှုပ်ဆောင်ပေးတာကိုဆီလိုရာပဲဖြစ်ပါတယ်။ brainwash ပြုလုပ်ဖို့နိလန်များစွာရှိတဲ့အထဲမှာမှလူသားမများစွာ brainwash အလုပ်ခံနေရတဲ့နိလန်တစ်ခုကတော့အချို့တက်ပြီးတော့အသေးတက်တဲ့နိလန်တစ်ခုပဲဖြစ်ပါတယ်။ပထမအနေနဲ့ငြိမ်းချမ်းရေးကိုတောင်းတနေတဲ့ပြည်သူတွေကိုငြိမ်းချမ်းရေးပေးမယ်။ဥစ္စာဒဏ္ဍာပေါ်ချမှုကိုလိုလားတဲ့ပြည်သူတွေကိုဥစ္စာဒဏ္ဍာပေါ်ချွာမှုကိုပေးလိုက်မယ်။နောက်ကြတဲ့ပြည်ပြည်နဲ့မတိတအောင်တမျိုးတိတအောင်တမျိုးညှိပန်းနှိပ်စက်ပြီးတော့ လူလူရဲ့အယူဝါဒကိုပါပြောင်းလဲပြစ်လိုက်မယ်။လူလူကလည်းဒီလူရဲ့ဥစ္စာမှုကိုအပြတ်အသတ်ယုံကြည်နေပြီဖြစ်တဲ့အခါမှာဒီလူကမုန်းတာတွေလုံးနေရှင်တော့မှဒီလူကိုအပြစ်မမြင်တော့ဘဲနဲ့ဒီလူရဲ့ယူဆတွေကိုလည်းမပြစ်ပယ်နိုင်တော့ဘဲအမှန်တရားအနေနဲ့လက်ခံထားပြီးတော့တပည့်လက်အနေနဲ့ brain wash လုပ်ခံရမှန်းမသိခံနေကြရတာပဲဖြစ်ပါတယ်။ brain wash ရဲ့စကလုံးကိုသိပ္ပံနိလန်းရဆက်လက်ပြီးလေ့လာကြည့်မယ်ဆိုရင်တော့ dissociative identity disorder DID လို့ခေါ်တဲ့ စိတ်ဝေဒနာမျိုးမဟုတ်ဘဲနဲ့လေလူတစ်ယောက်မှာအမျိုးမျိုးသောကိုယ်ရည်ကိုယ်သိ personality အခွဲတွေကရှိနေနိုင်ပါတယ်လို့သိရှိရပါတယ်။ဥပမာလူတစ်ယောက်ကသူ့ရဲ့အတွင်းမှာတော့ပေါ့ပေါ့ပါပါနေတတ်တဲ့လူတစ်ယောက်ဖြစ်ပေမဲ့အလုပ်ချိန်အတွင်းမှာတော့သူများနဲ့မတူအောင် serious ဖြစ်နေတတ်တဲ့လူတွေလည်းရှိပါတယ်။အဲ့လိုပဲသူသဘောကျတဲ့နေရာမျိုးတွေမှာကြောင့်နောက်ထပ်ပုံစံတစ်မျိုးနဲ့ထပ်ပြီးတော့ရှိနေနိုင်ပါသေးတယ်။ဒါကိုလူတစ်ယောက်ရဲ့လွန်ဆောင်ခွဲပြားခြားနာတဲ့ဇိုက်တွေလို့ခေါ်ဆိုနိုင်ပါတယ်။အဲ့လိုလူတစ်ယောက်မှာစိတ်ကံစားချက်တွေကအချို့တလဲအခါတလဲနဲ့ တနေ့ကစိတ်မျိုးမျိုးပြောင်းလဲနေတဲ့အခါအချိန်နဲ့များဆိုသလိုအဲ့လူစီမှာ stress တွေစုပုံလာပြီးတော့အုံနောက်ထဲမှာရှိတဲ့သတင်းချက်လက်တွေကိုတည်ယူပို့ဆောင်ပေးတဲ့နူရုံးတွေကအရန်အလုတ်လုံလာရှာတဲ့အခါမှာစိတ်ခံစားချက်အတက်ကျဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့အုံနောက်ရဲ့သတိပေးချက်တွေကိုစတင်ပြီးတော့လှစ်လို့ရှင်းပြလိုက်ပါတော့တယ်။အဲ့ဒီလိုနူရုံးလေးတွေကသတိပေးချက်ကိုလှစ်လို့ရှင်းလိုက်တဲ့အခါမှာတော့အဲ့ဒီလူကသူ့ရဲ့ပုံစံအမှန်မဟုတ်တော့ဘဲနဲ့အလုတ်တွေကလို့အမြဲတမ်း serious ဖြစ်စဉ်ဖြစ်နေမယ်။ ဒါမှမဟုတ်အမြင်နဲ့ပေါ်တီးပေါ်ပြဖြစ်ခြင်းဖြစ်နေမင်းအဲ့လိုကနေအုံနောက်ရဲ့အတွေးတွေကိုတွေးပြီးတဲ့အစိမ်ပိုင်းဖြစ်တဲ့အုံနောက်အရှိပိုင်းကအချက်လက်တွေကိုလက်မခံတော့ဘဲနဲ့ရှက်တောင်းဖြစ်သွားပါတော့တယ်။ဘလို့လူမျိုးတွေက brain wash လုပ်ခြင်းကိုခံရဖို့အတွက်အလားအလာအမြင့်ဆုံးလူတွေပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအာနာရှင်တွေအုပ်စိုးမိမှုတွေနိုင်ငံအများစုက brain wash လုပ်တာကိုခံနေရတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေတဲကမှမြောက်ကိုရီးယားနိုင်ငံက brain wash နဲ့ပတ်သက်ပြီးတော့နာမည်အကြီးဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ယကိုရီးယားကကိုရီးယားစစ်ပွဲတွေပြီးမှနိုင်ငံအတွင်းကချွတ်တဲ့ငက်ပြတ်ပြီးတော့စိတ်တက်ဆိုင်နေနေတဲ့ပြည်သူတွေကိုအလိုလိုက်ကြိုက်ဆောင်ပြီးတော့အချို့တက်ကအမျိုးမျိုးသောဝါဒတွေဖြန့်လျက်ကကင်မျိုးယွန်းသုံးဆက်တိုင်တိုင်အုပ်ချုပ်မင်းမှုခဲ့တာဟာဆိုရင်တော့ဒီကနေ့ထိတိုင်ပဲဖြစ်ပါတယ်။မြကိုရီးယားနိုင်ငံကပြည်သူတွေကဆိုရင်ပြင်ပကသတင်းချက်လက်တွေကိုအလွယ်တကူမရရှိနိုင်ကြပါဘူး။သူတို့တွေကနိုင်ငံပိုင်မီဒီယာ channel တွေသုံးကနေလာတဲ့သတင်းချက်လက်တွေကိုသာပဲနားထောင်ခွင့်ကြည့်ရှုခွင့်ရှိကြပါတယ်။ ဒီ channel သုံးကနေလာတဲ့သတင်းတွေကိုပဲကြည့်နေတဲ့မြောက်ကိုရီးယားကပြည်သူအများစုအားဆိုရင်တော့ brainwash လောက်ခံနေရမှန်းတော့မသိကြပဲနဲ့အမျိုးမျိုးသောလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုခံနေရတာဆိုရင်တော့ဒီကနေ့ထိတိုင်ပဲဖြစ်ပါတယ်။ကလေးတစ်ယောက်ကအမြဲလိုလိုနင်အဲ့ဒါကိုမကြောက်ဘူးလားဆိုတာမျိုးအမြဲလိုလိုအပြောခံရလေရှိလာတဲ့အခါမှာတော့ဒီကလေးကအရွယ်ရှောက်လာနေအမြအရာရာကိုကြောက်တတ်တဲ့အချင်းတကူရှိလာပါတော့တယ်။နေ့စဉ်အမြဲလိုလိုကြားနေရတဲ့စကားတခွန်းကနေမသိစိတ်ထဲမှာခံယူချက်တခုဖြစ်လာပြီးတော့ နောက်ဆုံးဒီကလေးရဲ့လေ့ကျင့်နဲ့ယုံကြည်မှုတွေပါပြောင်းလဲသွားတဲ့အထိဖြစ်သွားပါတော့တယ်။အလားတူပါပဲမြောက်ကိုရီးယားနိုင်ငံမှာတာမကပဲနဲ့ကမ္ဘာတဝန်းမှာလည်းမတိမတာနဲ့ brain wash ပြုလုပ်ခံနေရတဲ့ကိစ္စတွေကရှိနေဆဲပဲဖြစ်ပါတယ်။1912ခုနှစ်ကိုရီးယားနိုင်ငံဂျပန်လောက်ကနိုင်ငံအဖြစ်ရောက်ရှိနေတော့မှဖြစ်ပွားခဲ့တဲ့ဘာသာရေးဆိုင်ရာ brain wash ပြုလုပ်ခံရတဲ့ကိစ္စကိုပြန်ကြည့်မယ်ဆိုရင်တော့လူရောင်ပေါင်းများစွာအသက်သေဆုံးတဲ့အထိနင်းနာဆောင်ရှောက်မှုတွေဖြစ်ခဲ့ရပါတယ်။ Brainwashtein ကလူရပေါင်းများစွာရဲ့ဘဝတွေကိုပျက်စီးစေလောင်တဲ့အထိဆိုရစေတယ်လို့တော့မဆိုလိုပါဘူး။ကျမတို့နေ့စဉ်မြင်တွေ့နေရတဲ့ TV ကြောင်ညာအများစုမှာလည်း Brainwash ပြုလုပ်ထားတဲ့ကြောင်ညာမျိုးစားတွေအများကြီးပါဝင်နေရကိုတွေ့ရှိနေရပါတယ်။သတိလေးကပ်ပြီးတော့ကိုဗီနာကလောကကြီးကိုတစ်ချက်လောက်ဝေးဝိုက်ကြည့်လိုက်ပါကျမတို့နေထိုင်နေတဲ့ကမ္ဘာကြီးမှာလူချင်းချင်းဝါရာမှိုင်းတိုက်နေတဲ့ကိစ္စတွေဘလောက်များများရှိနေပြီလဲ။ကျမတို့ရောဘလို့ brainwash မျိုးကိုခံနေရပြီလဲဆိုတာကိုတော့တစ်ချက်လောက်မျက်စိဖွင့်နားဖွင့်ပြီးတော့ 喂喂，来进来一下好了，妈妈三秒不回答，咩声？